ပောင်းတင်ဆက်ပေးခြင်းနဲ့တင်ရအကြောင်းအရာတွေကတော့ဒေါ်လာတန်30နီးပါးအတန်ပိုးရှိရေထွက်ပုံမှာတန်ချိန်3000နီးပါးအတင်ပို့ထားဆိုတဲ့သတင်းဝေကျင်းဆောင်လက်ခံခြင်းမပြုရန်နှင့်ကျောင်းထွက်သူလုံးဝမရှိစေရေးပူးပေါင်းဆောင်ရွက်ရန်ပညာရေးဝန်ကြီးဌာနတိုက်တွန်းဆိုရတဲ့တွင် ဧပြီလအတွင်းပြည်ပသို့ပြည်ရေးမထွေတန်း200ကျော်တင်ပို့ခဲ့ပြီး ထိုင်းသူအများဆုံးတင်ပို့ဆိုရတဲ့နိုင်ငံတကာသတင်းဘုံအနေနဲ့တရုတ်ဤချန်ခင်းကအာဂါဒမစ်ရှင်မှရရှိသောလာကောဘာနမူနာပစ္စည်းများကိုလက်ခံရရှိသည့် UK မှသိပ္ပံပညာရှင်ကြီးတဦးလက်ခံရရှိဆိုရတဲ့အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါသေးတယ်။ ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုတ်လေးနဲ့ထော်လာတန်း30နီးပါးတန်ဖိုးရှိရေထွက်ကုန်5တန်ချိန်3000နီးပါးတင်ပို့ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုဗန်နာနှစ်စဖြစ်တဲ့ဧပြီလတလားသာတွင်ပြည်ပနိုင်ငံတွေကိုဒေါ်လာတန်30နီးပါးတန်ဖိုးရှိ ရေထွက်ကုန်5တန်ချိန်3000နီးပါးတင်ဖို့နိုင်ခဲ့တယ်လို့ငါလုံငန်းဦးစီးဌာနကတည်ရပါချိန်ဧပြီလတရက်ကနေ30ရက်အထိတလားသာကာလတွင်ပြည်ပကို5တင်ဖို့မှုအနေနဲ့မထွေတန်ချိန်2982တရက်မှ183တန်တင်ဖို့နိုင်ခဲ့ပြီးအမေရိကန်ဒေါ်လာ29တရက်မှ46တန်ရရှိခဲ့တယ် ယ်လို့ဆိုပါတယ်။အဒီလိုတင်ဖို့ရှာမှပုံမှန်ကုန်သွယ်မှုကနေငါးမထွေတန်းချိန်1233ဒရမ46တန်းတင်ဖို့ခဲ့ပြီးအမေရိကန်ဒေါ်လာ73ဒရမ63တန်းရှိခဲ့တယ်လို့သိရပါတယ်။ နေစာကုံတွယ်မှုကနေထော9မထွေတန်းချိန်19640တရမ86တန်းအတင်ပို့ပြီးအမေရိကန်ဒေါ်လာ15တရမ94တန်းရရှိခဲ့တာကြောင့်နေစာကနေပို့တင်ပို့နိုင်ခဲ့တယ်လို့စရင်ထွေရတီယံပါထိတ် ပြီးခဲ့တဲ့ဘန်နာနှင့်ကာလာသူကပြည်ပသို့ငါတင်ပို့မှုအနေဖြင့်မတ်ထွေတန်းချိန်2251သရက်မှရှစ်ရှစ်ရှစ်တန်းသာတင်ပို့နိုင်ခဲ့ပြီးအမေရိကန်ဒေါ်လာ28သရက်မှ993တန်းရရှိခဲ့တာပါ ဒါကြောင့်အခုဘန်နာနှစ်ဧပြီလအတွင်းပြည်ပနိုင်ငံတွေကိုငားတင်ပို့မှုဟာအရင်ဘန်နာနှစ်ကာလသူနဲ့နိုင်ရှင်ပါကမထွေတန်း2620တရက်မှ295တန်ပို့မှုတင်ပို့နိုင်ခဲ့ပြီးအမေရိကန်ဒေါ်လာ300တရက်မှ94တန်ပို့မှုရရှိခဲ့တယ်လို့ဆိုပါအထင် မြန်မာနိုင်ငံကနေပစွန်အပါဝင်ငါအစရှိတဲ့ရေထွက်ကုန်းတွေကိုတရုတ်၊ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊ဂျပန်စတဲ့နိုင်ငံပေါင်း၄၀ကျော်ကိုတင်ပို့နေပြီးရန်ကုန်ကနေပုံမှန်တင်ပို့ထားအပြင်နယ်စပ်ကုန်းသွယ်ရေးတွေကလည်းထိုက်ရိုက်တင်ပို့နေတယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ငွေကြေးလက်ဆောင်လက်ခံခြင်းမပြုရန်နှင့်ចောင်းထွက်သူလုံးဝမရှိစေရေးပူးပေါင်းဆောင်ရွက်ရန်ပညာရေးဝန်ကြီးဌာနတိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လာမယ့်ကျောင်းဖွင့်ရာသီမှာအခြေခံပညာကျောင်းတွေကဆရာဆရာမနဲ့ဝန်ထမ်းတွေအနေနဲ့ငွေကြေးလက်ဆောင်လက်ခံခြင်းမပြုကြဘူးနဲ့ကျောင်းထွက်သူလုံးဝမရှိစေရေးပူးပေါင်းဆောင်ရွက်ကြဖို့ပညာရေးဝန်ကြီးဌာနကတိုက်တွန်းလိုက်ပါထိပညာရေးဝန်ကြီးဌာနရဲ့2025-2026ပညာသင်နှစ်ကျောင်းအုပ်ဆရာဆရာမများအားလုံးနဲ့အရာထမ်းအမှုထမ်းအားလုံးသိရှိလိုက်နာရမယ့်အချက်တွေမှာထည့်သွင်းဖော်ပြထားတာပါ မြည်တီအခါကျေးငွေမြကောက်ခွန်လက်ခံတာမပြုရသလိုငွေကျေးလက်ဆောင်ပစ္စည်းတစ်စုံတည်းရလက်ခံတာလည်းမပြုရဘူးလို့ဆိုထားပါတယ်။ဒါအပြင်အတန်းတစိမ့်ចောင်းတစိမ့်နဲ့အခြားမြည်တီပစ္စည်းကိုမြရောင်းချတာမပြုရသလိုចောင်းသားចောင်းသူတွေပူပေါင်းဆောင်ရွက်တဲ့ရေးចောင်းတန်မှန်ရေးအိမ်စာတွေကိုနေ့စဉ်လှုပ်ဆောင်ရေးမိဘများနဲ့ပူပေါင်းဆွေးနွေးဆောင်ရွက်ပေးကြဖို့လည်းတိုက်တွန်းထားပါတယ်။ မိဘအုံထိန်သူပြည်သူများသို့မြေတားရက်ခံချက်မှလည်းမိဘတို့ရဲ့အနေနဲ့မိမိတို့ကလေးငယ်တွေကိုမြို့နယ်အလိုက်တတ်မှန်နယ်မြေတွေမှာသာအကြောင်းအနှံချဖို့ငွေချေဒါမှမဟုတ်လက်ဆောင်ပစ္စည်းတွေကိုအကြောင်းအဆရာဆရာမတွေ ဝန်ထမ်းတွေကိုပေးရတာမပြုကြဖို့လည်းတိုက်တွန်းထားပါသေး ဆရာဆရာမတို့ရဲ့အနေနဲ့ပညာသင်ကာလအတွင်းစစ်ဆေးရကဲဖြတ်ခြင်းကိုလည်းညွှန်ကြားချက်များအတိုင်းစစ်ဆေးကြဖို့ကြောင်းထွက်သူလုံးဝမရှိစေရေးနဲ့အလဲတန်းအထက်တန်းအဆင့်တွေကိုအဆင့်ဆင့်ဆက်လက်ပညာသင်ယူနိုင်ရေးအတွက်မိဘတွေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လည်းဆိုထားပါသေး မူရစေဝါသားစီကာွယ်ရေးအယက်ဘီယာ e secret face secret ကွန်ရာမတုံးဆွဲရေးမိဘပြည်သူအလုံးနဲ့ပူပေါင်းဆောင်ရွက်ချဖို့ចောင်းသားចောင်းသူတွေဂိမ်းဆွဲလမ်းမှုပပျောက်စေရေးမိဘပြည်သူအလုံးနဲ့ပူပေါင်းဆောင်ရွက်ချရမယ်လို့လည်းတိုက်တွန်းထားပါတယ်။ ။ဒါအပြင်နှာစင်းချောင်းဆိုကိုဝပူချင်းမြမလာရင်လဲချောင်းတို့မလာဘဲနိဆက်ရကျမ်းမာရေးစေကံစေယုံတို့တည်င်းပို့ဖို့နဲ့စေကူးတောင်းမှုခံယူဖို့အသက်၁၂နှစ်ပြည့်ပြီးចောင်းသားចောင်းသူများကိုဗစ်၁၉ရောဂါကာကွယ်စေရာနှုန်းပြေထိုးနှံပြီးစီးနိုင်ရေးသက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနနှင့်ဖူးပေါင်းဆောင်ရွက်ကြဖို့လဲတိုက်တွန်းထားပါတယ်လို့သိရပါတယ်ရှင်ဆလပီ ဧပြီလအတွင်းပြည်ပတို့ပြားရီမထွေတန်း200ကျော်တင်ပို့ခဲ့ပြီးထိုင်းတို့အများဆုံးတင်ပို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 2025-2026ဘဏ္ဍာနှစ်စာဖြစ်တဲ့ဧပြီလအတွင်းပြည်ပတို့ပြားရေးမထွေတန်း200ကျော်တင်ပို့ခဲ့တယ်လို့ဝင်းမြူရေးနှင့်ကုသရေးဦးစီးဌာနပြားလုပ်ငန်းဌာနမှသိရပါသည်ထို့သောပြည်တွင်းထုတ်ပြားရေးမထွေတန်း200ကျော်တင်ပို့မှုမှအမေရိကန်ဒေါ်လာ3.35တန်းကျော်ရရှိထားတယ်လို့လဲဆိုပါသည် ဧပြီလအတွင်းပြည်ပသို့ပြားရေးတင်ပို့ရှာမှောင်းဘုံမှန်ကုန်းသွယ်ရေးတစ်ခုထဲမှတင်ပို့ခဲ့တာဖြစ်ပြီးထိုင်းနိုင်ငံသို့အများဆုံးတင်ပို့ခဲ့တာဖြစ်ပါထိန်ဒီလိုတင်ပို့ရှာမှောင်းထိုင်းနိုင်ငံသို့ပြားရေးမထွေတန်140တန်းမှ9တန်းတင်ပို့မှုမှအမေရိကန်ဒေါ်လာ3တန်းမှ2တန်းတန်းရရှိခဲ့ကောဂျပန်နိုင်ငံသို့ပြားရေးမထွေတန်96တန်းမှ2တန်းတင်ပို့မှုမှအမေရိကန်ဒေါ်လာ3တန်းမှ144တန်းရရှိခဲ့တာဖြစ်ပ ပါအထိမြန်မာထုတ်ကုန်ပြားရေကိုပြည်ပနိုင်ငံတွေဖြစ်တဲ့ဂျပန်၊တောင်ကိုရီးယား၊ထိုင်းနဲ့တရုတ်နိုင်ငံတို့မှအဓိကဝယ်ယူနေတာဖြစ်ပြီးပြားရေထုတ်လုပ်မှုအနေနဲ့နှံပြားရေ၊စီပြားရေ၊ပန်းနှံပြားရေ၊နေကြာပြားရေ၊ရောဘာပြားရေနဲ့လိုက်ချီပြားရေစားတဲ့ပြားရေအမျိုးအစားတွေထုတ်လုပ်လျက်ရှိတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ တရုတ်ဤချန်ကီကအာဂါတမစ်ရှင်မှရရှိသောလကောက်ပေါင်းနမူနာပစ္စည်းများကို လက်ခံရရှိသည့် UK မှသိပ္ပံပညာရှင်ကြီးတဦးလက်ခံရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Open တက္ကသိုလ်မှ Professor Mahesh Anand ဟာတရုတ်ပြည်ရဲ့ချန်ကီကမစ်ရှင်မှရှားပါလကောက်ပေါင်းနမူနာပစ္စည်းများကိုလက်ခံရရှိတဲ့ပြည်တိုင်းပြည်တော်စုမှတဦးထဲသောသိပ္ပံပညာရှင်ဖြစ်လာပြီးကောက်ပေါင်းတဝမ်းမှသူသိသည့်ခုနှစ်ဦးထဲကတဦးဖြစ်လာပါသည်။ 2020ခုနှစ်ထုံးခါတရုတ်ချန်ခီငါအာကာသမစ်ရှင်ဟာလောက်ခပါပေါ်ကနေ အလေးချိန်1938ဂရန်ခန်းရှိတဲ့နမူနာပစ္စည်းများရယူခဲ့ပါတဲ့ကြီးတဲ့သိပ္ပံပညာရှင်စီကို20မီလီဂရမ်စီရှိတဲ့နမူနာ၃မျိုးပေးပို့ခဲ့ပြီး သိပ္ပံနီးကြမေးခွန်းများကို ဖြေရှင်းဖို့တိကျရွေးချယ်ခံထားရတာဖြစ်ပါတဲ့ ဒါဟာတရုတ်ကရင်းတို့ရဲ့လောက်ကဘာနမူနာများကိုနိုင်ငံတကာသုတေသီများနဲ့ပထမဆုံးမျှဝေထားဖြစ်ပြီးပြည်တိုင်းပြည်တော်စုကျင်သစ်ဂျာမနီဂျပန်ပါကစ္စတန်အမေရိကန်နိုင်ငံတို့မှအဖွဲ့အစည်းခုနှစ်ခုထံမျှဝေခဲ့ပါသည် ပရိုဖက်ဆာအာနန်ကိုစီဂျီတီအမ်မှအင်တာဗျူးရမှရင်းထိုးအဖွဲ့ကလောက်ကဘာမြေမုံများကိုစမ်းစစ်သွားရမယ်လို့နမူနာပစ္စည်းမှ အောက်ဆီဂျင်ကို ထုတ်ယူပြီးလောက်ကဘာရဲ့မူလအစားကိုဆုံးဖြတ်သွားမှာဖြစ်တဲ့လို့ပြောသွားပါထိန်။အာနန်ဟာအပိုလိုမစ်ရှင်တွေနဲ့လောက်ကဘာအုတ်ကားခဲများမှ နမူနာများကိုလည်းလေ့လာနေခဲ့တာကြပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း1ဘီလီယံခန့်ကလောက်ကဘာမျက်နှာပြင်မှာအမှန်တကယ်ပက်ထွက်ခဲ့တဲ့နမူနာများကြောင့်လရှည်အသွင်းပိုင်းတွေအကြောင်းလေ့လာသိရှိလာစေနိုင်မယ်လို့ရှင်းပြပါထိရခိုင်လေလာချက်များအရာလာပေါ်မှာရေတိရှိတဲ့အထောက်ထားမျိုးနဲ့ကွဲထွက်နေပြီး2024မှာပြန်ရောက်လာတဲ့ချန်ကီ6မီရှင်ကလည်းပို့ပြီးရှုပ်ထွေးလာစေနိုင်တယ်လို့ဆိုပါတယ် ချန်ကီ6မီရှင်ဟာဆိုရင်လောက်ကဘာရဲ့အဝေးဘက်ချမ်းကနေနမူနာများရယူလာတာဖြစ်ပြီးလောက်ကဘာမြေလွှာကိုပေါ်ပြထည့်အပိုင်းအစားထွေးအမှန်တကယ်ပါဝင်နေနိုင်တယ်လို့ပြောပြသွားပါတယ်လို့သိရပါတယ်ရှင်။ရှိခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတဲ့ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့ညမိုးထပ်ပါ